အဲကျွန်မဒီနေ့မြင်ခဲ့တာပါတီဥက္ကဋ္ဌရဲ့ main မှာကဝက်တောက်ကဖမ်းမိတာတဲ့တော့ဖြစ်တယ်လားမဖြစ်တယ်ဘူးနော်ကျွန်မတို့ဘာလို့ယုံကြည်ပြီးအဲ့ပါတီကိုမဲပေးရမှာလဲကျွန်တော်အနာရိုက်ပြီးတော့ဒီတိုင်းကြီးကျွန်တော်အနာရပဲလုပ်နေတယ်ဒီအနာဒီတိုင်းကြီးကိုကျွန်တော်ဘုတ်ဖို့ခွင့်ရရင်ကျွန်တော်ကျင်တယ်ဒီတိုင်းကြီးမှာဒီအနာတော့ကျွန်တော်သိနေကျွန်တော်ဘူးတိမရဘူးဒါလက်ရှိမင်းရတဲ့ခံစားနေတဲ့ပြဿနာ ဟယ်လိုချရတဲ့မြဝပီတူညီကိုမော်ဒမာများအားလုံးမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ17ရက်နေ့ကျွန်တော် Super Sunday ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာနောက်ဆုံးအခြားတရတဲ့တော်လန်တရင်းကများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခရိုင်းလိုပဲဒီနေ့ညမှာနောက်ဆုံးအခြားတရတဲ့ပေါ့နော်တော်လန်တရင်းကောင်းတရင်းတို့လေးတွေကြည့်လိုက်ရအောင်ပထမဆုံးတရင်းတပုတ်အနေနဲ့ကတော့ပကူတန်းရွှေချင်းမြို့နယ်ခမရ998တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်တဲ့ချိန်မှာစစ်သားလောင်း30တွေ့ရှိရပြီးတော့မှ စစ်တုံပန်း6ဦးနဲ့မိသားစုဝင်9ဦးဖမ်းမိပြီးလက်နက်မျိုးစုံ83လုံးနဲ့ဂျာမန်ဆက်3လုံးနဲ့ခဲယမ်းတွေများစွာရရှိခဲ့တဲ့ဆိုတော့တရင်ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်မေလာရှိနေပကိုတန်းရွှေချင်းမြို့နယ်ညောင်ချီတော့ကျေးရွာမှာရှိတဲ့အချမ်းပစ်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လျှောက်ခံခမာရ9ခုရှိတဲ့ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်နေခဲ့ပြီးတော့မှအဲ့ဒီတိုက်ပွဲတွေမှာစစ်သားရုပ်အလောင်း30ဦးတွေ့ရှိရတယ်လို့ကျွတ်တော့ပြတာဖြစ်ပါတယ်စစ်တုံးပန်းအနေနဲ့ကတော့6ဦးနဲ့မိသားစုဝင်9ဦးဖမ်းဆီးထိန်းသိမ်းထားပြီးတော့မှစစ်ကောင်စီတရုံမှုပေါ်ဝင်အရာရှိတွေနဲ့တပ်သား50ဦးခန့်စခန်းစွန့်ခွာထုတ်ပြီးတွားကြတယ်လို့ကျွတ်တော့ နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ခုဆိုရင်မြေပြတ်မှာရှိတဲ့ပေါ့နော်တော်လိုင်းရေးပူပေါင်းတဖို့ပုံတွေကနေပြီးတော့မှစစ်ကောင်စီတဖို့ပုံတွေကိုဒီလိုမျိုးတပ်ရင်းဌာနချုပ်တွေထဲကနေပြီးတော့မှပြည်ခရှင်လင်းသွားတာပြီးတော့မှဒါကတော့ကျွန်တော်ကန်နယ်လေးနဲ့ကြံတဲ့ဒီမဟာမိတ်ပူပေါင်းတဖို့ပုံတွေနဲ့နေပြီးတော့မှလှုပ်ဆောင်သွားတယ်လို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်တစ်ဖက်မှာကျွန်တော်အနောက်ဘက်မှာဆိုတော့ပေါ့နော် A နဲ့ကျွန်တော် PDF ပူပေါင်းတဖို့ပုံတွေရထုတ်စစ်တွေတဖြည်းဖြည်းလာတာမလို့ဒါကတော့ကျွန်တော်ပြောရမယ်ဆိုတော့တပေါင်းစုကြီးတစ်ခုတည်းစောင့်နိုင်ဖို့အရန်ကိုအားကောင်းနေတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့မွန်ပြည်နယ်ရေးမြို့နယ်မှာနေမြရှင်းလင်းဖို့လာတဲ့စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်ဘိုလ်တို့ကပါဝင်၄ဦးသေဆုံးသွားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ရန်သူစားကားစားပွဲမှာတိုက်ခိုက်မှုမှာစုစုပေါင်း၆ဦးလို့သိရပါတယ်။တိုက်ခိုက်၆ဦးနဲ့ကြာဆုံး၃ဦးရှိခဲ့တယ်လို့သိရပါတယ်။ကြာဆုံး၃ဦးမှာတရုံမူ၁၆ဘိုးလေးလို့သိရတယ်။ရန်သူကြာဆုံးဘိုးလေးကပထမဆံပြစခန်းမှာနေထိုင်ခဲ့မှုတယ်လို့လည်းသိရပါတယ်။ဆိုပြီးတော့ ဒေါ်နာတိုင်ကတောင်းရှိသူတူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးစကောင်စီရဲ့ဘိုးလေးတွေဘိုးကြီးတွေအကုန်လုံးပေါ့နော်ကျတို့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေနဲ့မြေပြင်မှာတွေ့ရှိတယ်ဆိုရင်တော့အကုန်လုံးကတော့မျိုးစာဖြစ်သွားတယ်ဆိုတာတော့လည်းဒီစကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တမိသားစုတွေတွေ့ရှိထားကြတာမလို့နောက်မကျသေးခင်မှာကျတို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီမှာအလေးမြန်ဆုံးကူပြောင်းခလုံးတင့်နေပြီဆိုတဲ့အကြောင်းကိုထပ်ပြီးတော့မှပြောလိုပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့ရုရှားရုံးနေတဲ့မြောက်လိုင်းကနေပြီးတော့မှတရုတ်သမ္မတကနေပြီးတော့မှမြောက်လိုင်းစစ်တပ်ကိုကူညီပေးမယ်ဆိုပြီးတော့မှပြောဆိုရဲဆိုတဲ့ပေါ့နော်ပုံစံမျိုးတွေပြောလာလို့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှကိုစီဘလိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်လားနေပြီးတော့မှအဲကျွန်တော်ရဲ့သဘောထားပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကတော့ Party Democracy စနစ်ကိုတော့တော့ပို့တာကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်တော့ပို့ဖြစ်ပါတယ် ။ဒါပြီးပြီးရှင်အဲဒီလိုဗီတရားများတဲ့ရုပ်ောက်ပွဲကိုဒီနှစ်ကုန်အဲမှာကျွန်တော်ဆောင်ရမယ်ဆိုတော့အဲမှာကျွန်တော်အနားရမယ်လေရှင်းပြပါမယ်အဲဆိုတော့ဒီလိုဗီတရားများတာအားလုံးလက်ခံပြီးတော့မှအာဘီထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဝတ်တာကြတဲ့ပတ်ပေါ်ချူပြောင်းလဲမှုချင်းတွေတချို့နိုင်ငံတွေတော့ရှင်းပြတော့တချို့နိုင်ငံတွေကြောင့်လည်းမိစေတွေ့ဆိုရတာပေါ့အဲကောင်းပါတယ်ဗျအားလုံးတွေ့ရတာတော့ကျွန်တော်တို့ကောင်းပါတယ်ကျွန်တော်ပြောချင်ပါတယ်ဒီရှင်တော်လည်းအားလုံးထဲမှာကောင်းပါတယ်မြန်မာနိုင်ငံတွေတိုးနိုင်ငံကတော့ဘူးစားပေါ့ဗျကျွန်တော်တို့ရှင်မြောက်ပေါ်အဲချစ်ချစ်ချင်းတွေနိုင်ငံတွေ့ချစ်ပါဖိလိုခေတ်ခံပါတော့နိုင်ငံတွေကလည်းဖြစ်တယ် တူချကျွန်တော်ခံပါမှာပါလို့ဖိလစ်ပိုင်နိုင်ငံနေတယ်ဖြစ်ပါတယ်နောက်တော့ကတန်တမာဆက်ဆံရေးရတယ်အခုဆိုရင်95နှစ်ကျော်ကာလကိုကျော်ရပြီရောက်ပြီဖြစ်ပါဒါကြောင့်ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုလို့ကျွန်တော်ပြောချင်ပါတယ်ဗတနာကြီးကတော့မင်းငရင်ကောနဲ့ပတ်သက်ပြီးတော့ဗတနာကြီးကဒီအတက်တင်းဆုံးကျွန်တော်ဒီပါအာကိုပစိယောဗတနာကြီးတဲ့ဆိုပြဝရီညာဆက်ကြည့်ကြဖို့ပြောတယ်အပြည့်ကျွန်တော်တို့ဖြစ်ပြီးခဲ့အချိန်မှာလည်းကျွန်တော်ယူတဲ့တုံ့ပြန်တာတို့ပို့ပါတယ်ဒီပင်လင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတိစောက်နေတဲ့ပတ်သက်ပြီးတော့လည်းဆက်လက်ကူညီဆောင်ရွက်ပေး ထစ်ပြီးမဲ့အချိန်မှာတဝင်တော်ပို့လာငလင်းလှုပ်ပြီးဘယ်တော့အခါမှတဝင်တော်ပို့လာတယ်မင်းအောင်နိုင်ရဲ့မင်းအားလည်းရေးထည့်တယ်ပြည်သူကိုနော်ငလင်းလှုပ်ပြီးတော့ဘလောက်ကြာမှမင်းအဖေကမြို့တဝင်တော်ပို့လာတယ်နော်ဆိုတော့ထားပါလေးတဲ့ထားပြီးသူပြောပါတယ်ဗျာကျွန်တော်မြန်မာနိုင်ငံရဲ့အချို့ကြအာဏာပိုင်ဆိုင်မှုပြီးတော့တော့လည်းမြေပိုင်ဆိုင်မှုနော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လည်းခံမှာကြောထောက်ခံတဲ့ကြောင့်လည်းသူပြောပါတယ်မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးအရေးပေါ့ကျွန်တော်ကဖွံ့ဖြိုးတိုးတက်ရေးပေါ်မှာလည်းအားပေးတဲ့အကြောင်းလည်းသူကျွန်တော်တို့ကပြောပါတယ်အဲနောက်ကောင်မပြောဘူးလား လက်ရှိတရုတ်ကတင်ထားတဲ့တည်င်းမှာတော့ ARD ဖြစ်ဆိုတာတရုတ်ကနေတရုတ်ကုန်းမြစ်ဒေတာနေစီးဆင်းလာတာဖြစ်တဲ့အတွက်ဆိုတဲ့စကလုံးကိုတုံးထားတာတွေ့နော် UNESCO မှာကအစ ARD မြစ်ကမေခမလိခမြစ်ဆုံကနေမြစ်ဖြားခံပြီးတော့စီးဆင်းလာတာ ARD မြစ်ဒီမြန်မာပြည်ကမွေးဖွားရမြစ်အစ်စ်ပဲဖြစ်တယ်ဒါကိုလက်ရှိမင်းအောင်နိုင်ပြည်ဆုံပြီးမှတရုတ်ကပြောထားတာဒီ ARD မြစ်ကိုတရုတ်ကုန်းမြစ်ဒေတာကနေမြစ်ဖြားခံစီးတယ်လို့ပြောထားတယ်နော်အခုသူပြောတဲ့မြန်မြန်ထုတ်ချာအာနာဘာညာပေါက်ကွိကပြောတယ်အဲ့လိုဟာမျိုးတွေကြတော့သူတို့ပတ်သက်ပေါက်တွေပိတ်နေတယ်အဲ့တော့မင်းအောင်နိုင်ဟာရှင်းတယ် သူ့မှာဖြူကပြာကဖြစ်နေသူ့မျက်နှာကိုကြည့်ဆိုရင်ခြေထဲမှုနဲ့သူကဘလို့မှဟိုအခြေအနေမကောင်းတဲ့အနေထားကိုတူကိုယ်တိုင်သိနေတယ်အဲ့ဒီအတွက်တူပါလို့ဖြစ်နေဒီအာနာကိုရရင်ပြီးရောဘလို့ကိုကြီးမလဲတယောက်ကိုကြီးမလဲရောကိုကြီးခဏပါလို့ခြင်းနေရောပေးမယ်ကောင်တော့ဝက်ဆပ်ကိုကြီးမလဲကိုကြီးရောအကုန်ပေးမယ်ကျွန်တော်အနာရရင်ပြီးတော့ဒီတိုင်းကြီးကျွန်တော်အနာရပဲလုပ်ချင်တယ်ဒီအနာဒီတိုင်းမျိုးကျွန်တော်အထုတ်ခွင့်ရရင်ကျွန်တော်ကျင်တတ်ပြီဒီတိုင်းကြီးမှာဒီအနာတော့ခုကျွန်တော်တိတ်နာကျွန်တော်ဘူးတိမရဘူးဒါလက်ရှိမင်းရတဲ့ခံစားနေရပြတ်တာဒါကြောင့်မလို့မင်းရောက်နိုင်ရင်ဒီတစ်ချက်ရုပ်ပါဖို့ဝင်မလေးဘူးကျွန်တော်တို့ဘက်ကလူတွေရန်ငါပြတ်ဖို့လုပ်တယ်စီးလုံးဖို့လုပ်တယ် ဒီကထက်ရောက်မှဝင်မလို့ဆိုတော့တိုင်းပြည်ကိုထိုးထွေးဖို့ဝင်မလို့ဘူးအခုရန်ဝန်နဲ့ပုံလန်းကိုတေးဥကလည်းအသေးအံဖြစ်ချင်တယ်မြန်မာနိုင်ငံအလဲကောင်တက်တဲ့ခါလိုက်ကောင်ဖြတ်ပြီးတော့အကောင်လုံးလမ်းကောင်ဖောက်ပြမှာအဲ့ဒီရန်ဝန်နဲ့ပုံလန်းပေါက်ပြီးတေးဥတိမ့်နဲ့တန်းနေစီမြန်မာနိုင်ငံနဲ့ထိုးဝင်လာမှာအခုတော့မှဘယ်လိုဖြစ်နေလဲတိတယ်ကျွန်တော်ပြီးရင်တိတဲ့တင်ပေးမယ်တေးဥနိုင်ငံသားကမြန်မာ passport ကင်ပြီးတော့ကြားဖြတ်လုပ်နေတယ်နော်အဲ့လောက်ထိဖြစ်နေပြီကိုစီရတော့အမှန်တွေပြောသွားတာပဲနော်ဘာလို့လဲဆိုတော့မြောက်လိုင်းကနေပြောမှသူတို့အားနိုင် ဒီမြန်နိုင်ဖို့ဆိုရင်အခုဆိုရင်တေယုကနေပြီးတော့မှအကူအညီထောက်ပံ့မှုတွေရယူနေတာပြီးတော့မှသူတို့ ASC မှာကဲတယ်လို့လဲအကူအညီဆောင်ရှောက်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုလာတာလို့လဲကျွန်တော်တို့တည့်တယ်ပဲဖြစ်ပါတယ်ဆိုတော့မြောက်လိုက်အနေနဲ့ကတော့ ူအာနာတီမြန်နိုင်ဖို့အတွက်ဒီနေ့မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေတော့မှာဖြစ်ဖြစ်တော့မှတစ်ဖက်မှာကျွန်တော်တို့တော်လိုင်းတဖို့တွေအနေနဲ့တပေါင်းစုတစ်ခုအများဆုံးတည်ဆောက်ပြီးတော့မှာစက်ကောင်စီကိုဖျူချနိုင်ဖို့လွှတ်နေပြီဆိုတဲ့အကြောင်းလဲကျွန်တော်တို့တော်လိုင်းပချမ်းအနေနဲ့ပြီးတော့မှာထပ်ခါတလဲလဲပြောဆိုနေတာလဲကျွန်တော်တို့အားလုံးသိရှိထားတာပဲဖြစ်ပါတယ်မြောက်လိုင်းကိုကျွန်တော်တို့တော်လိုင်းတဖို့ဝင်နေနေပြီးတော့မှာအပြည့်ရှင်းပြီးတာနဲ့ပေါ့နော်တရုတ်နိုင်ငံရဲ့ရည်တည်မှုအဆွန်လဲတဟုန်ချင်းပြောင်းလဲသွားမှာမလို့ကျွန်တော်အနေနဲ့ကတော့ဆက်နိုင်တဲ့တာအများဆုံးလွှတ်နေတယ်ဆိုတဲ့အကြောင်းလဲပြသနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ကောင်စီရဲ့အခုဆိုရင် တည်ရင်ဌာနချုပ်တွေတခုပြီးတခုကြားနေတာတောင်မှစစ်ဘောမတွေနဲ့တမိသားစုတွေကတော့လုံအောင်ကိုအလေးမထားတော့ဘူးဆိုတဲ့အကြောင်းတင်ဆက်ထားတယ်ပေါ့နော်တည်ရင်လေးကျွန်တော်စစ်ပြေမှာကြည့်လိုက်အောင်စစ်ဘောမှာကြောကြောဆိုတဲ့သူရေးသားထားတဲ့စာလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်တာပခါရဲကရွှေကြည်မြို့နယ်အခြေဆိုင်ခမရ968တည်ရင်ဌာနချုပ်တခုလုံးအသိမ်းခံလိုက်ရပါပြီတိန်းနာကလည်း KNN အနေနဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကတိန်းနာပါတမတော်သားအလောင်းတွေလည်းအပုံလိုက်တွေ့ရတယ်လို့ လက်နက်တွေလည်းအများအပြားသိမ်းဆီးသွားတာကို တွေ့ရပါတယ်။တရင်ဌာနချုပ်ကြာဆုံးသွားပေမဲ့တပ်မတော်တွေမှာဘယ်သူမှအထူးတလဲလုပ်ပြီးစကားတွေထည့်မပြောကြတော့တာကိုထူးဆန်းစွာတွေ့ရပါတယ်။စစ်သားတယောက်ကြာသွားရင်တော့ဆက်ဆက်တိမခံတဲ့စိတ်တဲ့အခြေအနေတွေကနေဌာနချုပ်တွေတစ်ခုပြီးတစ်ခုကြာသွားတဲ့အခြေအနေမှာတော့ပွဲတက်မပြတ်တဲ့တပ်မတော်ကြီးအဖြစ်ကိုဘယ်တော့မှစပြီးပြောင်းလဲသွားခဲ့တာလဲဆိုတာစဉ်းစားမိပါတယ်။ကြားပြီလေနော်။တက်ထောက်ခတ်သူတွေလည်းအထူးတလဲအော်မနေပဲ ပုံမှန်ဖြစ်စဉ်တစ်ခုလို့ပြုမူနေကြတာလဲထူခြားပါတယ်။ကျွန်တော်တို့တပ်ထောက်ခံသူတွေဟာအရှုံးတွေနဲ့ရင်ပါသွားကြပြီလား။မျှော်လင့်ချက်တွေအကုန်လွှတ်ချပြီးတမတော်ကြီးကိုစိတ်လျှော့လိုက်ပြီလား။ကျွန်တော်ကတော့အဲ့ဒီလောက်စိတ်ဓာတ်မကြလွယ်ပါဘူး။တချို့ကြီးရဲ့ရုရှားအပြန်ခရီးစဉ်မှာလူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောင်လာမှာလို့ယုံကြည်နေတုံးပဲလို့သိရတယ်လို့យေတာထားပါတယ်ရှင်။ဒီကောင်းတွေကတော့ဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးနော်။အခုဆိုရင်စစ်စခန်းတွေ တစ်ခုပြီးတစ်ခုကြားတာတောင်မှလောကကိုအေးမဆိုင်တော့ဘဲနဲ့ဒါတွေကသူတို့အတွက်ပုံမှန်လောကရန်ပြတ်ခုတွေဆိုတာကိုလည်းသိရှိထားတာပဲဖြစ်ပါတယ်မြောင်းလိုက်နေနဲ့ပြန်လာပြီဆိုတာနဲ့လူငယ်တွေကိုပေါ်တာဆွဲဖို့ပဲရှိတာပြီးတော့မှတရုတ်ရုရှားကူညီတွေနဲ့နျူကလ িয়ার တပောင်းဖို့တည်ဆောက်နိုင်ဖို့ကြိုးစားနေတယ်ဆိုတာကိုလည်းအားလုံးလည်းသိရှိထားတာပဲဖြစ်ပါတယ်တမိတဆွန်နေနေကတော့သူတို့အတွက်လောကကိုကောင်းကျိုးရှိလာမှာမဟုတ်ဘဲနဲ့အချို့ရတဲ့ကိစ္စတွေလည်းဆက်လက်ပြီးတော့မှဖြစ်ပေါ်လာနိုင်တာမို့လို့ကျွန်တော်တော်လိုက်တဲ့ဖုံမနေစီမှာအလေးမြဆုံးလေးနဲ့ချပြီးတော့မှအညာခါလင်းဝင်တင်းနေပြီဆိုတဲ့အကြောင်းထပ်ပြီးတော့မှပြောလို့ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသမီမိုးမိုးခိုင်ရနေပြီးတော့မှသူ့ကိုထဲမှာဘပုတ်သွေးတွေပြည့်ရှိတယ်ဆိုပြီးတော့မှဇော်ပွင့်ကိုဘယ်လိုမျိုးတက်ဆိုင်ခေါ်ထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီအမြမပြီးတော့လမ်းမဘူရောက်ခဲ့ကြတဲ့အကျံဘဘွားကိုရောက်ခဲ့ကြတဲ့ကျမတို့ရဲ့မိဘပြည်သူတွေမောင်မမတွေအကိုတွေမောင်နှင်ညီမလေးတွေအမတွေလမ်းမဘော်ရောက်ပြီးတော့ကျမတို့တိုင်းပြည်ကြီးအမြတ်လမ်းမဘော်ကိုရောက်ပြီးတော့အရင်လုံကလိုပဲစီစီလုံးလုံးနဲ့ တိုင်းပြည်ကြီးဘာသာတိုင်းပြည်အတွက်ဘာသာသာသနာတိုင်းပြည်အတွက်မိဘပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းကနေအုတ်တချက်တက်တဲ့ပွင့်အဖြစ်အကုန်လုံးစုစုပေါ့စုပေါင်းညီညာစွာနဲ့ပြောရသေးတယ်နော်ဆောက်ရှောက်ဖို့အတွက်ကိုကျမကလိုလားခဲ့တာကျမကအဲ့ဒီစိတ်ဆန္ဒတစ်ခုတည်းနဲ့ကျမကရှင်တော့လို့အပေါ့နော်တချို့သောကိစ္စတွေမှာဟိုကျမထုတ်ပြောထုတ်ပေါ်ပြလို့မရတဲ့အရာတွေရှိတယ်နော်ကျမကိုအခေါင်းထဲကနေပြီးတော့ဘာလုပ်နေလဲဆိုတဲ့လူတွေတက်ဆိုင်ရလူကြီးတွေသိတယ်ကျမဘာလုပ်နေလဲဆိုတာမြေပြင်မှာမှတ်ထားတက်မလို့ကျမဘလောက်ပဲကျမဘလောက်ရင်တဲ့အဲတဲ့နှလုံးထဲကနေချက်တာနော်ကျမ အဲ့လိုချက်ပေးမယ်ဇုံလုံးကပြီးချက်ခဲ့တာမဟုတ်ဘူးလက်ရှိမြေပြင်မှာကျမတို့ရဲ့ဘာသာသာသနာတိုင်းပြည်ကိုတက်ဆာဖောက်နေတဲ့လူကျမတို့ရဲ့မိဘပြည်သူကိုတက်ဆာဖောက်ပြီးဒုက္ခပေးနေတဲ့လူကျမတို့လေးစားချက်ခင်ရပါတော့တမတော်ကြီးကိုတက်ဆာဖောက်ပြီးတော့လောက်တက်ဆာဖောက်နေတဲ့လောက်ကောင်ကိုယူနီဖောင်းဖွင့်ပြီးတော့နော်လောက်စားနေတဲ့လောက်ကောင်တွေကိုအတွင်းလောက်ကောင်တွေအရာရှိတွေကိုကျမဖော်ထုတ်ပြီးတော့ယေရှုမျိုးကိုစ조사နေတာကျမရဲ့ဖခင်ကြီးစီကိုအတိပေးအကြောင်းကြားပြီးတရင်ပေးပြီးပေးပို့ပြီးတော့ညောင်ကြားချက်နေနဲ့အတူကျမယေရှုဖော်ထုတ်ဖန်ဆင်းနေတာပါအယေရှုဖော်ထုတ်အပြစ်ပေးနေတာပါဒါတွေကိုမသိဘဲနဲ့ဟုတ်လားဟမ်အကြောင်းဆောင်သမားတွေက အောက်လုံးအောက်လုံးနေနဲ့မနာလို့တိုက်ခိုက်မရှုစိတ်နဲ့လူတွေကတရင်မားတွေနဲ့အကိုစော်ဘောင်းရှင်ကိုပေးဖို့ပြီးတော့ရှင်ကယောက်ျားသားတစ်ယောက်မဟုတ်တဲ့အတိုင်းပဲနော်မိန်းမတစ်ယောက်ကိုနဲ့ဖြစ်တဲ့အခါမှာမိန်းမယောက်ျားဒီနေရာမှာမခွဲသားဘူးနော်အစင်တန်းရှိရှိဂုံတိတ်ခါရှိရှိနဲ့ရှင်မြိုင်ဖို့သာရေးကြည့်တယ်နော်ဥပဒေနဲ့အညီတရက်ခွင့်မှသမားတို့တွေရင်ဆိုင်ကြတာပေါ့နော်ဥပဒေနဲ့အညီရင်ဆိုင်ကြတာပေါ့အဲ့ဒီအချိန်မှာတရားဥပဒေနဲ့အညီတရက်ခွင့်မှာတွေ့လို့ဖော်ထုတ်လို့ရတဲ့အခါကျရင်အခုလို့သတင်းမတွေပေးဖို့ပြီးဂုံတိုက်ခါကြအောင်လုပ်ခဲ့တဲ့လူတွေလွတ်ဖို့မစင်းစားနဲ့နော်ကျွန်မကဥပဒေနဲ့အညီရင်းယူလောက်ဆောင်သွားမှာ ဒီဘာသမီးဘောမမမှုခံတော့ပွဲချမ်းနေပြီနော်ဇဝင်းယုံတောင်မှဒီဖဲသီးတွေကနေပြီးတော့မှတရီမတွေပြေးတယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုထားတာဖြစ်ပြမဒီရုပ်ကတဲ့ပွဲရတာဆိုတော့ကျွန်တော်မချခင်မှာတော့ဒီတရားယုံမှာအပြိုင်ဆိုင်နဲ့ရင်ဆိုင်ကြတော့မယ်လို့ကျွန်တော်နောက်ထပ်တရားတာပဲဖြစ်ပါတယ်ဆိုတော့ဇဝင်းရဲ့အနေနဲ့ကတော့ ူထောင်ချမလားဒါမှမဟုတ်ဒီအဘသမီဘောမလေးကိုပဲပြန်ပြတော့မှစုမနိုင်မလားဆိုတော့ကျွန်တော်ဆောင်ချက်မှာဖြစ်ဖြစ်ဒီမှာဒီလိုမျိုးစပင်မွေးဆူးစရာဖြစ်နေတဲ့ဘောမနှကောင်ကိုကျွန်တော်တော်လိုင်းတဖို့ဝင်ရနေပြီးတော့မှလည်းပြက်ရှင်းချင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တော်လိုင်းတဖို့ဝင်တွေပြည်သူတွေကိုဆက်လက်ဒုက္ခပေးဖို့လည်းပေါ့နော်သူတို့အနေနဲ့ဝင်မလဲတဲ့အတွက်ကြောင့်မလို့မြို့ပပြည်သူတွေရဲ့စိတ်ဆန္ဒတွေကိုလည်းဒီဗီဒီယိုရဲ့အောက်မှာခြာရေးပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမလေးကနေပြတော့မှာပဲနိုင်ငံရေးပါတီတချို့ကလုံစားတွေခွက်ခေါက်တွေဆိုပြတော့မှာပေါ့နော်ဒီကိုပြောထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဟိုနိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့ပြောစရာလေးတွေတွေ့ခဲ့လို့ပြင်ဦးလင်တာအခုရှိတယ်နိုင်ငံရေးပါတီရဲ့ခေါင်းဆောင်ပေါ့နိုင်ငံခေါင်းဆောင်အနေနဲ့လွှတ်တော်ထဲမှာတော်ပြီးအရွေးခံဖို့ဟိုလုပ်နေပြီးတော့ပေါ့နော်သူတို့ကိုယ်တိုင်တရားမဝင်ဝစ်တောက်ကားစီးတယ်တရားမဝင် ခြံွက်တွေကိုတရားမဝင်နေလို့တယ်ပေါ့နော်။ကျမတို့ကဘလို့ယုံကြည်ချက်နဲ့အဲ့ဒီပါတီကိုမဲပေးရမှာလဲ။နိုင်ငံရေးပါတီတွေဖြစ်ပြီးတော့နိုင်ငံရဲ့ဘန်နာတွေကိုအဲ့လိုမျိုးနိုင်ငံရေးလှုပ်ရှားနေမှတော့ကျမတို့ကဘယ်ဘယ်ဟာကိုကြည့်ပြီးယုံကြည်ပြီးထည့်ရမှာကျမတို့ယူရေးချဲတဲ့အချိန်မှာအရန်ဟိုတိထားဖို့လိုတယ်နော်။အရန်အဲယူရေးချဲမမားဖို့လိုတယ်။အစိုးရကိုကူညီပံ့ပိုးပြီးတော့နိုင်ပြည်သူပြည်သားတွေကိုကြည့်တဲ့ ပါတီဖြစ်ဖို့လိုတယ်လीနော်အခုကြတော့သူတို့ PR စနစ်ဆိုတော့ဟိုလွှတ်တော်တွေကသူတို့ကတေချာပေါက်ရောက်သွားမှာရောက်ပြီးတော့မှအဲအဲ့လိုမျိုးလာစာစဲသိန်းနဲ့အထက်ယူပြီးတော့ဗောနော်အဲ့လိုလုံးမဲ့အဖွဲစည်းဗောကျမအမြင်ကတော့လေနိုင်ငံရေးကိုလုတ်စားတဲ့အဖွဲလို့မြင်လာပြီတဖြည်းဖြည်းနဲ့ပြောပြီနော်တချို့တချို့ပါတီတွေနော်တိတိကျကျသိရင်နော်တိတိကျကျပြောမတိတိကျကျတော့သိပါတယ်ဒါမှပြောမကောင်းလို့အဲ့တော့နိုင်ငံရေးပါတီတွေအနေနဲ့ဗောနော်ကျမတို့ပြည်သူနဲ့ ဒီအစိုးရနဲ့ဂျားထဲမှာကောင်းကောင်းပေါင်းကူးပေးတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့လိုတယ်။စေတနာအရင်ရှိဖို့လိုတယ်ပြည်သူလူထုကိုဒီနေ့အစိုးရဒီနေ့ပေါ့နော်အစိုးရကိုကတ်လိုက်မနေ့ဖြန်ပြည်သူလူထုရဲ့အကြိုက်ကိုပြောလိုက်အဲတရားမှုဝင်လုပ်ငန်းမှန်သမျှကိုငါပဲလုပ်မယ်ဆိုတဲ့အခြေအနေတွေဆိုရင်လည်းငါပဲလုပ်မယ်ဆိုရင်လည်းအခြေအနေမကောင်းနိုင်ဘူးလေနော်အဲကျွန်မဒီနေ့မြင်ခဲ့တာပါတီဥက္ကဋ္ဌရဲ့မိန်းမကဝစ်တောက်ကဖမ်းမိတာတဲ့တော့ဖြစ်တယ်လား မဖြစ်သင့်ဘူးလေနော်ကျမတို့ဘာကိုယုံကြည်ပြီးအဲ့ပါတီကိုမဲပေးရမှာလဲပြောကုန်ပြီနော်ဟုတ်ဆိုရင်ဒီလိုမျိုးမျိုးအလိုက်ကျင်းပဖို့ယူရနေတဲ့ရွေးကောက်ပွဲမှာဘာဝင်မရှင်ပြိုင်ဖို့စ조사နေကြတဲ့နိုင်ငံရေးပါတီတော်တော်များများအောင်ဆိုတော့ကျွန်တော်ပီတိုရီရဲ့ချင်ဖတ်ဖြစ်တယ်ဆိုတော့လည်းကျွန်တော်အားလုံးကနေမြန်မာခုဆိုလက်ခံထားကြတာဖြစ်တယ်ဒီချိန်မှာဘောမာတွေကိုယ်တိုင်ကနေမြန်မာနိုင်ငံရေးပါတီတချို့ကဥပဒေကိုချိုးဖောက်ပြီးတော့မှသူတို့ထိနိုင်ငံကျလှုပ်ဆောင်နေတယ်ဆိုတော့လည်းဘောတို့ပြောကြားသွားတာမို့လို့ဒါတော့ပါနော်သူတို့ ဒီအောက်တန်းစားဖက်ခွက်စားတွေချင်းချင်းကြားကိုတောင်းမှပြန်ပြီးတော့မှနောက်ကျော်တာနဲ့ထိုးတဲ့ကိစ္စတွေလည်းကျွန်တော်များစွာရှိနေတာပဲဖြစ်ပါတယ်။ကျွန်တော်ပြီမှဒီလိုလောက်ကောင်တစ္ဆာဖောက်တွေလည်းများစွာရှိနေတာပြီမှတိုင်းပြည်ချင်းပြချဆမှုတွေများအောင်နောက်ကွယ်နေပြီတော့မှတွားပေးလို့ဆောင်ကြတဲ့အုပ်စုတွေဖြစ်တော့မလို့ကျွန်တော်ဒီတော်လိုင်းမှာတော့အမြန်ဆုံးရှင်းပြတဲ့အုပ်စုတွေထဲမှာသူတို့လည်းပါဝင်တင်နေဆိုတော့လည်းထပ်ပြီးတော့မှပြောလို့ပါတယ်။ကြည့်ကျွန်တော်နောက်ဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ ဘာမဆိုကြ Freedom Force ကကိုရခိုင်နဲ့ပြီးတော့မှစစ်ခွေးတွေကကျတို့တော်လိုင်းတဖို့နေကိုကြောက်စိတ်ဝင်နေကြပြီဆိုပြီးတော့မှပြောဆိုထားတဲ့အားလဲကျတို့စစ်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်စကိုင်းနိုင်ရှိုးခရာရှိုးနဲ့ဝက်ဆက်မှာစီးရေးလုံရှားနေရဲ့ဘာဖြစ်လို့ဆိုကြ Freedom Force ရဲ့ကျွန်တော်တော့ဒီနေ့နေ့ပြန်ကြိုက်တောင်းဝင်ရခပါဗျစီးရေးလုံရှားမှုကတော့ဒီရှိုးနဲ့ဝက်ဆက်မှာစီးရေးလုံရှားတယ်ဗျဒါပေမဲ့ဒီဦးရဲမဟာမိတ်နေနဲ့ခေါ်ပြောတော့ကျွန်တော်ကတော့နေရာမရွေးဒေတာမရွေးရတော့စီးရေးလုံရှားတယ်ဗျ မဟာမိတ်တွေနဲ့ခေါ်ရင်တော့တော့နဲ့စစ်ကောင်စီနေထားတော့နေမြဆိုးမှုမှုဆိုးမှုမှုအခြေအနေကတော့ကျွန်တော်ကတော့ဒီကျွန်တော်ပြီးခဲ့တစ်ခေါက်တော့ကျွန်တော်ချင်းပြည်နယ်မှာတော့ဒီဒီကောင်တွေဝက်ဆက်နယ်မှာစစ်ကြောင်းထိုးရဗျအဲစစ်ကြောင်းထိုးပြီးရနောက်ပိုင်းအဲ့ဒါနောက်ဆုံးတော့အဲ့ကောင်တွေတကြောင်းလုံးပြုတ်သွားတယ်ဗျကြောင်လုံးပြုတ်ပြီးရပြင်ဒီအဲ့နောက်ပိုင်းဒီစစ်ကြောင်းမထိုးတာတော်တော်ကြာပြီဒီဘက်နေပြီမှာ စစ်ကြောင်းတို့ရှိအောင်ပြစစ်ကြောင်းတို့ကဘာကြောင့်ဝင်လာလဲဆိုတော့ဒီကောင်တွေကဒီဘက်ကိုသာမှာဟိုဒီကြောင်းရနေပေါ့ဒီကောင်တွေမှာကောင်တွေမှာအကြောက်တရားရှိနေอืมကောင်တွေမှာဘယ်လိုဖေခေါ်နေအောင်ဒီဖြစ်နေဘယ်လိုကြောက်မလာဘူးဒီကျွန်တော်အညာမှာဆိုရင်အညာမှာဆိုရင်ကျွန်တော်တို့အခုအညာသားပေါ့ကွာဒီကျွန်တော်အကုန်လုံးစုစုပေါင်းပြီးတော့ဒီကောင်တွေကို ဒီကောင်းလေးဒီနေရာလာရင်ကျွန်တော်ကဒီနေရာကြုံဆောင်တယ်ကောင်းလေးကိုအဝင်မခံဘူးကောင်းလေးကိုရှေ့တော့မခံဘူးကျွန်တော်တို့ဒီဘက်မှာတက်ရင်တက်ခွဲတွေကျွန်တော်တို့ရုပ်ကဲတွေအကုန်လုံးစုပေါင်းပြီးတော့ဒီကောင်းလေးကိုလမ်းမှာဖြတ်တော့ရေးပါရစပြီးတော့ရုံးကြပေါ့ကိုရဒီကောင်းလေးကဟိုဘောဟိုပြင်းနေပြီကိုကြီးဘယ်ဘယ်သူ့ကိုအဖေခေါ်မှမသိဘူးပြင်းနေ ဒီကောင်းလေးမှာအခုဒီကောင်းလေးကိုဒီကောင်းလေးအခုသေသွားတယ်ဒီတရားနာဖို့တောင်ဘယ်ဖုန်းကြီးရမှစပြီးတော့မလိုက်တော့ဘူးဒီကောင်းလေးစီမှာတော်ဆိုးနေပြီနော်အခုဆိုရင်ကျွန်တော်တို့ဒါအီယာဝန်နဲ့ချိန်ပြီးတော့ဒီချင်းပြီနဲ့ချင်းပြီနဲ့ဖလန်းမြုံမှာပေါ့သွားပြီးတော့ဒါပူရဲစနေလောက်ကြတော့ပေါ့ဒါအဲ့ဒီမှာဆိုရင်ဒီကျွန်တော်အညာသားရေများတယ်အညာသားရေပါတယ်အညာသားတွေအညာသားရေပါတယ်အဲ့ဒီမှာဆိုရင်အညာသားတွေ တော့အီယာဝန်နဲ့ချိတ်ဆက်ပြီးရောဟွာလောက်တာပဲတနေ့လောက်ကောက်ရှိပြီမြို့သိမ်းတိုက်ပွဲပေါ်ဆောင်တော့ဒီဟွာအော်တိုဘာလမှာတိုက်ပွဲပေါ်ဆောင်တော့ဒါပေမဲ့ချိတ်ဆက်တာတော့တနေ့လောက်တော့ရှိနားတော့ဗနာကိုရခနိုင်ပြီတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျတို့ကိုအခုဆိုရင်ကြောက်နေကြပြီဆိုပြီးတော့မှပြောဆိုထားတာဖြစ်တယ်အခုဆိုလဲတိုက်တန်းရှုံးနေတာပြီတော့မှသူတို့ရဲ့ဒီအလောင်းတွေအရဆိုပါတော့ဖြစ်တယ်လို့ကြုံတယ်လို့မြေမြို့ချင်းခံရခဲ့ရတာပြီတော့မှဒီဖုန်ကြီးတော်တော်များများနေပြီတော့မှလဲတရားနာဖို့တောင်းမှာ လုံအောင်စိတ်ဆန္ဒမရှိတော့ဘူးလို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တပ်မိတပ်စုတွေအခုလိုမျိုးဖြစ်မျိုးတွေနောက်ထပ်မကြုံကျင်မှုစံတော့ကျွန်တော်တို့တော်လိုက်ပစ်ချောင်းအများဆုံးကူပြောင်းဖို့လုံနေပြီဆိုတော့လည်းထပ်ခါတလဲလဲပြောချင်ပါတယ်ဒါမှမဟုတ်ဘူးဆိုတော့မျောလိုက်နေတဲ့ကတော့သူလဲအောင်ပါတရင်တပ်ဖွဲ့တွေရှိနေတမျှသူတို့အာဏာသိမ်းမြဲနိုင်ဖို့အတွက်ပေါ့နော်အဆုံးစွန်ဒီလိုမျိုးတုံးချနေမှာဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှလည်းဒီတော်လိုင်းကိုအဆုံးဖြတ်တပ်ဖွဲ့အနေနဲ့အဆုံးထိသွားကြမှာလို့ ကြားထဲမှာပြိမိနေကြတဲ့ပြည်သူတွေတမိတာစုအနေနဲ့ကျွန်တော်ဘက်ကိုကူပြောင်းရင်းနဲ့အားလုံးမျှော်မှန်းနေတဲ့ငြိမ်းချမ်းရေးစစ်မှန်တဲ့ Federal Democracy လမ်းစဉ်ရရှိနိုင်အောင်ဝယ်ဝင်စ조사ကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ဖြစ်ဆုံးပြီးတော့မှတာယာချင်းနဲ့ညချမ်းလေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေရာကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။